ရိသတ်များလုံးမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပြိသက်တွေကိုသတင်းကောင်းလေးတစ်ခုပြောပြပေးချင်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့မှာ fighter လေးတန့်စင်ပွဲထုတ်ဖို့အတွက်ဆရာဝန်စီအောင်ခွင့်ပြုချက်ရသွားပြီစစ်စစ်ချက်တွေကို one championship ဘက်ကိုတင်ပြထားပြီဖြစ်ပါတယ် one championship ဘက်ကနေခွင့်ပြုလိုက်ပြီဆိုရင်တော့တန့်စင်ရဲ့ပွဲကိုမြင်တွေ့ရတော့မှာပါအချိန်ကလည်းမြန်ပါလိမ့်မယ်ဘာကြောင့်မြန်လိမ့်မယ်လို့ကျွန်တော်ပြောရလဲဆိုတော့တန့်စင်ရဲ့ပွဲကို impeller section နေကလေးက1ကပွဲတက်ပေးတာဖြစ်ပါတယ်တန့်စင်ကိုအဲ့တုန်းက time fighter ဘက်စုခွန်ဘစ်နဲ့ဝဲတဲ့ပေးခဲ့တာပါအခုတော့ဘက်စုခွန်ဘစ်ကရှေ့ကဇွန်လ6ရက်နေ့မှာပွဲထိုးသွားခဲ့ပြီဒီတော့ဘက်စုခွန်ဘစ်ကိုချက်ချင်းကြီးတန့်စင်နဲ့ပြန်ပေးတွေ့ဖို့ကတော့မဖြစ်နိုင်သေးဘူးအနည်းဆုံးအနေနဲ့တန့်စင်က1 Friday 5 114ပြိုင်ပွဲကြီးဒါမှမဟုတ် 1, 1 Friday 5 115ပြိုင်ပွဲကြီးမှာပွဲပါဝင်လာနိုင်မှုတော့တေချာတော့ရှိနေခင်ဗျ1ကဘက်စုခွန်ဘစ်နဲ့တန့်စင်နဲ့ပေးတွေ့တော့ကဒုကောင်ပွဲစဉ်ပြေးတွေ့တယ် တန်းစင်နဲ့ပွဲပွဲပြတ်သွားပြီးရဲ့နောက်မှာဘက်စကွန်ဘစ်ကိုပြန်ပြီးတော့ပွဲတယ်ပြီးတော့ခေါင်ပွဲပေးကစားခဲ့တယ်ခင်ဗျာရိုမေးနီးယားဖိုက်တာဘီဒက်စ်နဲ့ပွဲပွဲတယ်ပေးခဲ့တယ်ပေါ့လေအခုတန်းစင်ကိုပွဲပြန်တယ်ပေးရင်ခေါင်ပွဲတယ်ပေးမလားဒုခေါင်ပွဲတယ်ပေးမလားဒါတော်တော်စိတ်ဝင်စားစရာကောင်းလာခဲ့ဖြစ်ပါတယ်တန်းစင်ကတော့လက်ရှိမှာသူ့ရဲ့ Facebook page ကနေပရိသတ်တွေကိုအခုလိုအသိပေးထားပါတယ်ခင်ဗျာကျွန်တော်ရဲ့မျက်လုံးစိစိကျက် result အားလုံး တရားရခိုင်နှုန်းကောင်းပါပြီခင်ဗျဆရာောင်းကလည်းပွဲထိုးခွင့်ပြုလိုက်ပါပြီကျွန်တော်မကြခင်မှာအကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါမယ်ကျွန်တော်မျိုးလုံးအတွက်ဝိုင်းဝန်းဆူတောင်းပေးခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတန်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးတော့တန့်စင်ကရေးသားဖော်ပြထားပါတယ်ခင်ဗျတန့်စင်ဟာမြမငလင်တန်တဲ့ပြည်သူတွေကိုပက်စုခွန်ပင်းနဲ့ပွဲမထိုးခင်မှာသူသွားပြီးတော့အလူတန်းတွေလုခဲ့သေးတယ်အဲ့နောက်ထိုင်းနိုင်ငံကိုထောက်ခွာတယ်ပွဲထိုးဖို့အတွက်တည်ကျင့်ပြင်ဆင်တယ် ပွဲကအေဘလာ၁၆ရက်နေ့မှာထိုးရမှာအေဘလာ၁၆ရက်နေ့မှာဒီစက်ခွင်နေရနေကိုရောက်ရင်တို့ hydration test ဆေးရမှာဟုတ်၁၆ရက်နေ့မှာကြိုးပြီးစစ်တဲ့ချိန်တန့်စင်ပြက်လုံးမှာ spot တွေတွေ့တော့ဆောင်ကဒီနေထားနဲ့ပွဲထိုးလို့မရဘူးပြီးတော့တန့်စင်ပြက်လုံးကနည်းနည်းအမြင်အောင်ဝေဝါသလိုဖြစ်နေတော့ဆောင်ကစိတ်မချရတဲ့အတွက်ပွဲကိုဖြတ်ဖို့1ကိုတင်ပြခဲ့တယ်1ကပွဲဖြတ်လိုက်တယ်ပေါ့လေအခုတော့တန့်စင်ဟာ အပေါ်စားလက်ကျင်ရေးလည်းပြန်လုပ်နေပြီးမျိုးလုံးကတရားရခိုင်နှုန်းစိတ်ချသွားပြီဖြစ်လို့အခုဆိုရင်ပွဲထုတ်အတွက်လက်ကျင်ရေးလည်းစတင်ဆောင်နေဖြစ်ပါတယ်ဒီတော့တန့်စင်ရဲ့ပွဲကိုဝမ်ကဘယ်တော့ပွဲတယ်ပြီးမလဲဆိုတာကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှာပါကျွန်တော်ကတော့တန့်စင်ရဲ့ပွဲကိုဝမ်ဟာအမြန်ဆုံးပွဲတယ်ပြီးလိမ့်မယ်1 Friday Fight 114သို့မဟုတ်1 Friday Fight 115မှာတန့်စင်ရဲ့ပွဲစဉ်ပါဝင်လာနိုင်မယ်လို့ညွှန်မှန်းထားပါတယ်ခင်ဗျာတန့်စင်အနေနဲ့ခေါင်းပွဲထိုးခွင့်ရမလားဒုခေါင်းပွဲထိုးခွင့်ရမလားဆိုတော့ ကျွန်တော်တို့အရင်ခေါ်စွာနဲ့စောင့်ကြည့်ကြတော့မှာဖြစ်ပါတယ်။တန့်စင်အနေနဲ့ဝမ်းမှာနှစ်ပွဲဆက်ရှုံးနေထားအောင်ပြန်လဲရှင်းဖြတ်ပြီးနိုင်ပွဲနဲ့အတူပြည်သက်တွေရှင်းမောက်ကိုပြန်လဲရောက်ရှိလာနိုင်မှာစေလို့ဒီနေရာကနေကြိုတင်ဆုတောင်းပေးထားလိုက်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။